မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါရယ်ဒါဝရပြာထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါရယ်ဒီမနက်မှာကျေးဇူးတော်အဖြစ်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရိန္သုဩဝါဒစာ ပထမဆုံးအခန်းကြီး1အပိုက်ငယ်7ကိုဆင်ခြင်ဖို့ ပြင်ဆင်ထားပါရယ်သင်တို့ကငါသည်ပေါလုတပည့်ဖြစ်၏ငါသည်အာပေါလုတပည့်ဖြစ်၏ ငါသည်ကေဖတပည့်ဖြစ်ငါသည်ခရစ်တော်တပည့်ဖြစ်၏ဟုအတိအတိပြောကြသောကြောင့်ငါဆိုရ၏ဒီနေရာမှာအသင်းတော်မှာမသိမတင့်ကွဲပြားမှုရှိတာကိုတွေ့ရပါတယ်တယောက်နဲ့တယောက်ယံတွေ့ခြင်းတွေရှိတာကိုတွေ့ရပါတယ်အဲ့ဒီလိုယံတွေ့ခြင်းကွဲပြားခြင်းရဲ့အခြေခံအကြောင်းအရာကိုကြည့်တဲ့အခါမှာသူတပည့်ကိုတပည့်ဆိုတဲ့ဒီလိုမျိုးတုံ့နှုံးမှုတွေတွေ့ရပါတယ်တချို့တွေက ငါကပေါ်လူတပည့်ဖြစ်တယ်။တချို့တွေကငါကအာပေါ်လူရဲ့တပည့်ဖြစ်တယ်။တချို့တွေကငါကမဟုတ်ဘူးကေဖရဲ့တပည့်ဖြစ်တယ်။ကေဖဆိုတာပေတရုကိုပြောတာ။တချို့တွေကတော့မဟုတ်ဘူးငါကခရစ်တော်ရဲ့တပည့်ဖြစ်တယ်ဆိုပြီးတော့မှအဲ့လိုမျိုးမိမိရဲ့ဆရာတွေမိမိရဲ့ခေါင်းဆောင်တွေရဲ့ဂုံပုတ်တွေကိုညှို့ပြီးတော့မှကွဲပြားကြတယ်ဆိုတာကိုတွေ့ရပါတယ်။အဲ့လိုမျိုးဖြစ်တာကဘာကြောင့်လဲ။ဘယ်အရာကအဲ့လိုဖြစ်စေတာလဲ။ဒါလေးကိုကျွန်တော် စဉ်းစားမိပါတယ်ကျွန်တော်ကိုယ်တိုင်ရဲ့အတွေ့အကြုံအရဆိုလို့ရှိရင်ဒါမျိုးတွေရှိပါတယ်တချို့လူတွေက ပုတ်ကိုဆွဲကြတယ်ပုတ်ကိုဆွဲရခြင်းအကြောင်းရင်းကလည်းအဲ့ဒီပုတ်ကိုကသူ့ကိုဆွဲအောင်လို့လုပ်လို့ပဲဖြစ်ပါတယ်သူ့ကိုဆွဲလန်းစေဖို့ရန်အတွက်အခြားသူရဲ့မကောင်းကြောင်းတခြားဆရာတွေရဲ့မကောင်းတဲ့အရာတွေကို ပြောရင်းကနေလူတွေကတခြားသူအပေါ်မှာအကောင်းမြင်တော့ပဲနဲ့သူ့ကိုသာဆွဲလန်းသွားတဲ့သဘောမျိုးအဲ့လိုမျိုးရှိပါတယ် အဲ့ဒါကအင်မတန်အန်ဒီရဲ့များပါတယ်အသင်းတော်တစ်ခုတည်းမှာတောင်မှတချို့ဆရာတွေကအဲ့လိုမျိုးလှုပ်တတ်ကြတာကိုတွေ့ရတယ်အဲ့ဒီဆရာတွေနောက်ကိုလူတွေက လိုက်တယ်အဲ့ဒီဆရာတွေကြောင့်အသင်းတော်ကကွဲတယ်အဲ့ဒီဆရာမရှိတော့ရင်အဲ့ဒီဆရာနောက်ကိုပါသွားကြတယ်အဲ့ဒီဆရာကသာလဲသူတို့အတွက်တကယ့်ကိုဝိညာဉ်ရေးရာဖခင်ကြီးလို့ဝိညာဉ်ရေးရာကောင်းဆောင်ကြီးလို့သဘောထားပြီးတော့အခြားဆရာတွေကိုတော့အလေးမထားသူတို့နဲ့ဆိုရင်တော့မခံယူချင်ဘူး သူတို့နောက်ကိုမလိုက်ချင်ဘူးစတဲ့သဘောမျိုးတွေကိုတွေ့ခဲ့ရပါတယ်အင်မတန်ဝမ်းနည်းစရာ ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘဲစရာကမှကျွန်တော်တို့ကိုအသက်ဆုံးကဲတင်တာမရှိပါဘူးခရစ်တော်ရဲ့အကြောင်းကိုပဲပြောပြပြီးတိဆောက်တာပဲဖြစ်ပါတယ်ဒါပေမဲ့တချို့တွေကအဲ့လိုခရစ်တော်အကြောင်းကိုပြောရင်းနဲ့သူတို့ကိုသူတို့အမွန်းတင်ပြီးသူတို့ကိုသူတို့ဂုံဖော်ပြီးတော့မှသူတို့ကိုအထင်ကြီးအောင်လုပ်ပြီးတော့မှအခြားသောသူတွေကိုအထင်သေးစေတာမျိုး အဲ့လိုမျိုးလှုပ်ဆောင်တာတွေရှိနေတာကိုတွေ့ရပါတယ်ခရစ်တော်အကြောင်းကိုပြောပြီးမှ ခရစ်တော်ကိုသာဥထိတ်ထားခဲ့မယ်ဆိုရင်ဘယ်စရာပဲမဆိုလေးစားမိမှာပဲဘယ်စရာနောက်ကိုပဲမဆို လိုက်မိမှာပဲခရစ်တော်နောက်ကိုလိုက်တဲ့စရာတွေကတော့ခရစ်တော်အကြောင်းကိုပဲ ပြောမှာဖြစ်ပါတယ်ဒါပေမဲ့ခရစ်တော်နောက်ကိုလိုက်တဲ့လူလူနဲ့လောကနောက်ကိုလိုက်မိတဲ့သူကတော့လောကအကြောင်းတွေပဲပြောမှာဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ ကိုယ်တိုင်ကကောင်းဆောင်တယောက်ဖြစ်ခဲ့မယ်ဆိုရင်မိမိဂုံကိုပေါ်ပြီးတော့မှ သူများကိုပုတ်ခတ်တာမျိုးမပြောမိစေဖို့အရေးကြီးပါတယ်အဲ့လိုဆိုရင်အသင်းတော်ကိုကွဲပြားစေပါတယ်ရန်ဖြစ်စေပါတယ်အချင်းချင်းရန်သူတွေဖြစ်သွားအောင်လုံးမိမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပေါ်လူတစ်ဖက်အာပေါ်လူတစ်ဖက်ကေဖာတစ်ဖက်ခရစ်တော်တစ်ဖက်ဆိုတဲ့အဲ့လိုကွဲပြားမှုတွေက ကွဲပြားစေတဲ့အဲ့ဒီပုံကိုယ်တွေကြောင့်ပဲ ဖြစ်လိမ့်မယ်လို့ကျွန်တော်နားလည်မိပါတယ်။ကောင်းဆောင်လေးအကြောင်းပဲဒီလိုမျိုးတွေဖြစ်တာပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဂယုတဆိုင်နဲ့ရှိတင်ပါတယ်။ကျွန်တော်တို့ကြောက်အသိန်းတော်ကွဲပြားတာမျိုးမဖြစ်အောင်စီစီလုံးလုံးရှိနေအောင်လုပ်နိုင်တာတခုပဲရှိပါတယ်။အဲ့ဒါတော့ခရစ်တော်ကိုသာဘုံပေးပြီးခရစ်တော်ကိုသာချီးမြှောက်ခြင်းပဲဖြစ်ပါတယ်။ဖျာရှင်ကောင်းကြီးပေးပါစေ။စုတောင်းကြပါစို့ကောင်းမြတ်သောဖခင်ကိုရုတ်ကိုကျေးဇူးတင်တယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာ အသင်းတော်ကိုကွဲပြားစေတဲ့အပြောဆိုအမှုရာတွေကိုဖယ်ရှားပြီးမိမိသည်ဘု து တပည့်ဘု து တပည့်ဆိုတဲ့အဲ့လိုမျိုးဟာတွေကိုမပြောမိစေဖို့ဒီလိုခံယူချက်မျိုးမရှိဖို့မဆပါခရစ်တော်ကသာလင် ကျွန်တော်ရဲ့ဥထိတ်ထားရာဖြစ်ပြီးတော့ကျွန်တော်ရဲ့အကျိုးလို့ငါအာပေါလူပဲဖြစ်ဖြစ်ပေါလူပဲဖြစ်ဖြစ်ရေလောင်းပေါင်းတင်ပြီးကျွန်တော်တို့စိုက်ပျိုးပြုစုနေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့အားလုံးကကျွန်တော်တို့အတွက်လိုအပ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာတနည်းနည်းနဲ့ ဂျေစုတင်ထိုက်တဲ့သူတွေကိုဂျေစုတင်ရမှာဖြစ်တယ်ဆိုတာသိရတယ်။ဒီနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလည်းကောင်းကြည့်ပေး၍ဒီနှုတ်ကပတ်တော်အပြင်ဝိညာဉ်ကောင်းကြီးတာမကခန္ဓာစိတ်ဝိညာဉ်၃ပါးစလုံးကြွယ်ဝစေပါ။ဂျေစုကြီးတယ်လို့ဝန်ခံ၍တနေ့တာလုံးဆက်ကပ်ပါတယ်မိသားစုဝင်အယောက်တိုင်းပေါ်မှာဖခင်ရဲ့လက်တော်ရှိပါကွယ်ကပါသခင်ရှုနာမ၌ဆုတောင်းပါ၏။အာမင်။